ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ online ဆန်းကိုခေါ်ယူဖို့ပြင်မှတ်ထားနေတဲ့ KSW promotion အကြောင်းကိုတင်ဆက်ပေးကြပါမယ်ပြီးခဲ့တဲ့အပတ်ကမြန်မာကုန်းဆောင်ဖိုင်တာကြီး online ဆန်းဟာပိုလန်နိုင်ငံကိုရောက်ရှိနေပါတယ်အကြောင်းကတော့ပိုလန်နိုင်ငံမှာကျင်းပတဲ့ KSW ရဲ့ပွဲစဉ်အချင်းသားကြီးကရောက်ရှိနေခဲ့တာပါ။အွန်လိုင်းဆန်ရသူရဲ့ဂျင်ကဖိုင်တာနှစ်ယောက်ကိုနီးပြဖြစ်ကူညီပေးခဲ့ပါတယ်။ ဖိုက်တာနှစ်ယောက်ထိုးတက်ခဲ့ပြီးတပွဲနိုင်တပွဲရှုံရလက်ကိုပိုင်းဆိုင်ခဲ့ပါတယ်။အွန်လိုင်းဆန်ပိုလင်ရောက်တဲ့နဲ့ပိုလင်ကပြည်သက်တော်တော်များများကအွန်လိုင်းဆန်ကိုလွင်လွင်ထွေးထွေးနဲ့ဝင်းရံကြိုးဆိုခဲ့ကြပါတယ်။မီဒီယာသမားတွေကလည်းအောင်လာကိုတောက်ရှောင်းအင်တာဗျူးတွေလုပ်ဆောင်ခဲ့တာပါ။အောင်လာကိုရင်ကလည်း KSW Promotion ကိုသဘောကျတယ်ဆိုတဲ့အကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။မချာသေးခင်ကလည်း KSW ပိုင်ရှင်ဟာအောင်လာရဲ့ဆန်ကိုခေါ်ယူစာချုပ်ချုပ်ခြင်းလေဆိုပြီးတရားဝင်ပြောဆိုလိုက်ပါတယ်။ ပရိသတ်တွေအားလုံးသိတဲ့အတိုင်း online ဆန်းတဲ့ one championship တို့ရဲ့စာချုပ်ကကြန့်ရှိနေစေပါ online ဆန်းတဲ့ one championship စာချုပ်ကဒီနှစ်ကုန်ပိုင်းမှသာကုန်ဆုံးမှာဖြစ်ပါတယ် online နဲ့ one championship တို့ဟာနှစ်နှစ်တိတိ6ပွဲစာချုပ်ချုပ်ခဲ့တာဖြစ်ပေမဲ့ online ဆန်ကိုချိန်ဒီပွဲနှစ်ပွဲသာပေးထားရသေးပါတယ်။ online ဆန်ကတော့ဒီနှစ်ကုန်ပိုင်းမှာနောက်ဆုံးတစ်ပွဲလောက်ထိုးသက်ရနိုင်ကြီးရှိတယ်လို့သူကပြောဆိုထားပါတယ်။အဲ့ဒီပွဲကသူရဲ့ fighter ဘောနောက်ဆုံးပွဲဖြစ်သွားနိုင်ကြီးရှိတယ်လို့လည်းပြောဆိုထားပါတယ်။ online အဆန်ကိုရင်ကတော့ KSW မှာထိုးမယ်မထိုးဘူးလို့အတိအကျတော့ပြောဆိုထားခြင်းမရှိပါဘူး။ online အဆန်ကတော့ဖယားသခင်ရဲ့အလိုတော်တိုင်းမှာပဲလို့ကချင်သားကြီးကပြောဆိုသွားပါတယ်။အခုရေးမြန် online ဆန်းက one championship နဲ့စာချုပ်ကုန်ပြီးတဲ့အချိန်မှာ KSW promotion ကထိုးကြီးမင်းမင်းနဲ့ကန်လန်းခဲ့မယ်ဆိုရင်တော့ online ဆန်းကပွဲလက်ခံသွားမယ်ထင်ပါတယ်။ဒါပေမဲ့အများကြီးတော့ထိုးသက်သွားမှာမဟုတ်ပါဘူး။အနည်းဆုံး2ပွဲလောက်ပဲထိုးသက်မယ်ထင်ပါတယ်။ KSW ပိုင်ရှင်ကတော့ online ဆန်းကိုခေါ်ယူခြင်းတဲ့အကြောင်းကိုအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ အွန်လိုင်းဆန်လူဖိုင်တာကိုခေါ်ယူစာချုပ်ချုပ်နိုင်ခဲ့ရင်တော့တကယ်ကိုဝမ်းသာမိမှာပါ။သူနဲ့ကျွန်တော်နှစ်ကြိမ်တွေ့ဆုံထားပြီးတဲ့အချိန်မှာကျွန်တော်သူ့ကိုပရိုမိုးရှင်းပြောင်းလဲဖို့တိုက်တွန်းထားပါလေ။ဘလို့အခင်းကြီးနေဖြစ်လာအောင်လဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါဆိုပြီးတော့ KSW ပူရက်တီထောင်သူကပြောဆိုသွားခဲ့ပါလေ။ပိုလန်ပြည်သက်တွေကတော့အွန်လိုင်းဆန်ကို KSW ကိုပြောင်းလာစီခြင်းနေကြပါလေ။ online စက KSW ရောက်တာနဲ့လေမမခိုလီဒော့ဆိုတဲ့ fighter နဲ့လေ online ဆန်ကိုပွဲတက်ပေးခြင်းနေပါတယ် မာမတ်ခိုလီတော့ဟာလက်ရှိမှာအသက်44နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Wayne Fighter ကြီးတူဖြစ်ပါလေ။အွန်လိုင်းဆန်းနဲ့ထိုးဖို့ထိုးပေါက်လဲဆင်တူပြီးပွဲချမ်းတွေကိုရင်ဆိုင်ထိုးသက်နေတဲ့ Fighter တူဖြစ်ပါလေ။အဲ့ဒါကြောင့်မလို့ပြိသက်တော်တော်များများကမမခေါ်လီဒော့ဖ်နဲ့အွန်လိုင်းဆန်တဲ့ကိုပွဲတင်ပြီးချင်နေကြပါတယ်။ဒီမှာပြိသက်ဒီနေနဲ့လည်းဒီပွဲကိုသဘောကျမယ်ထင်ပါတယ်။အကယ်၍အွန်လိုင်းဆန်သာ1 Championship ကနေစာချုပ်ကုန်တဲ့အချိန်မှာ KSW Promotion ကိုပြောင်းရှိလာပြီးအနည်းဆုံး2ပွဲလောက်ထိုးသက်မယ်ဆိုရင်တော့ပြိသက်ဒီနေနဲ့လည်းသဘောကျမယ်ထင်ပါတယ်။ ပြီးတော့မြန်မာဖိုက်တာတွေအတွက်လည်းအခွင့်အလမ်းတွေအများကြီးကြုံရနိုင်ပါတယ်။ online ဆိုင်ရဲ့နောက်မှာမြန်မာပြည်သက်အများကြီးရှိတယ်ဆိုတာ KSW promotion ကသိမှာပါ။ KSW promotion မှာ online ဆက်ထိုးတက်နေတဲ့အချိန်မှာမြန်မာပြည်သက်တွေကဝင်းရင်အားပေးလိုက်တာနဲ့ KSW promotion ကနောက်ပွဲတွေမှာတပြင်းမြန်မာ fighter တွေကခေါ်ယူစာချုပ်ချုပ်မှာဖြစ်ပါတယ်။အဲဒါဆိုရင်မြန်မာ fighter တွေအတွက်လည်းအခွင့်အလမ်းများစွာရှိနိုင်ပါတယ်။ဒါမဲ့ဘလို့အခင်းကျင်းတွေဖြစ်လာအောင်မလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရအောင်မှာဖြစ်ပါတယ်။ KSW promotion ကလည်း online အဆင့်ကိုတော်တော်လိုချင်နေတာပါ။စာချုပ် အကြီးကြီးတစ်ခုနဲ့သာကမ်းလှမ်းမယ်ဆိုရင်တော့ online အဆင့်နေနဲ့လက်ခံကောင်းလက်ခံနိုင်ပါလေ။ဘလို့ခင်းချင်းတွေဖြစ်လာအောင်မလဲဆိုတော့ဆက်လက်စောင့်ကြည့်ကြပါပါ။ဒီကြာကတော့ online ဆန်းနေနဲ့ဒီနှစ်ကုန်ပိုင်းညီ1 championship မှာပဲထိုးသက်ရအောင်ပါပါထူကြတဲ့အကြောင်းအရာရှင်းလဲဆက်လက်တင်ဆက်ပေးပါအောင်မယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရအစိမ့်ဝင်စားတဲ့အကောင်းနဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ ကျွန်တော်တို့ channel ကို subscribe လုပ်ရသည် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲသာပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ